သခင်ကတော့ဥပုံနည်းကိုတစ်သက်လုံးစောင့်ထင်းခဲ့တာကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့တချို့ဘာရီရှဲတွေကြတော့လေသူ့စွတ်စွဲတယ်ပေါ့နော်။နေရဥပုံနည်းကိုချိုးဖြတ်တယ်လို့ဘာလို့ဘာကြောင့်အဲ့လိုစွတ်စွဲရတာလဲ။အာနည်းနည်းရှင်းပြပါဆရာ။ ဥပုံနေကိုတကယ်တော့ယေရှုခရစ်တော်ကမချိုးဖျက်ဘူးယေရှုခရစ်တော်ကဥပုံနေချိုးဖျက်ရင်သူလည်းပြညတ်ကိုချိုးဖျက်တဲ့အနေနဲ့လူတွေကိုကယ်လို့ရမှာမို့ तू ကပြောရအဖာခမီးတော်ပြညတ်တွေပယ်ဖို့လာမှာလုံးဝပြည့်စုံမှုလား तू ကိုယ်တိုင်ပြညတ်တွေအကုန်လုံးစောင့်ခဲ့တယ်လူကာခန်းကြီးလေးမှာလည်းနာဇရက်မြို့မှာရှိတဲ့တရားစရက်ကို तू ကမိမိထုံးစံရှိတဲ့အတိုင်းသွားရလို့ရည်ထားတယ်အဲ့ဒီတော့ဖာရီရှဲတွေကခရစ်တော်ဥပုံပြတယ်လို့ဘာကြောင့်ဆွဆွဲလဲဆိုလို့ရှိရင်ဖာရီရှဲတွေထုတ်ထားတယ်ဥပုံနေမှာဘာမလုပ်ရအောင်လဲဆိုတဲ့အချက်တွေရှိတယ်အဲ့တော့ဖာရီရှဲတွေအကြောင်းပြပြမယ်ဖာရီရှဲတွေဘယ်တော့ကနေစပြီးပေါ်ပေါက်လာလဲဆိုတာဒီအကြောင်းညာနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုမှာပြောပြပါတယ်ဒီချက်တော့ကျွန်တော်ပြန်ပြောပြမယ်ဒီဗီဒီယိုမှာဂရိခင်မှာဂရိယဉ်ကျေးမှု ်ဖို့ကဘာကိုလွှမ်းမိုးအောင်လုပ်တဲ့ခါမှာဒီ Greek Empire အေဂရစ်တရားကတော်တော်လေးခက်ဆိုးဆိုးလုပ်ခဲ့ Antiochus Epiphanes number 4လို့ခေါ်တယ်အဲသူလက်ထက်မှာကျတော့ဂျူးတွေကို Greek ရင်ကျင်းမှုလွှမ်းမိုးအောင်ဘယ်လိုလုပ်လဲဆိုတော့ဖျားသခင်ပိတ်မံတော့ပါပဲစူးရုပ်ထုတွေကိုကိုးကွယ်ခိုင်းတယ်နောက်တစ်ခါဝတ်တွေကိုရစ်ပူဆိုတာလုပ်တယ်အရေးပြားသိချင်းတွေမလုပ်ပါဘူးဆိုတော့ဂျူးတွေကိုတားမြစ်လိုက်တယ်ပွဲရုံနေတွေဥပုပ်နေတွေမလုပ်ပါဘူးဆိုတော့ဂျူးရင်ကျင်းမှုတွေအကုန်လုံးဖျက်ဆီးပြီးတော့ Greek ရင်ကျင်းမှုတွေထည့်ဖို့လုပ်လိုက်တယ်အဲ့ရနေစပြီးတော့ဂျူးတွေကဟာဒီတိုင်းထားမယ်ဆိုလို့ရှိရင်ငါတို့ရင်ကျင်းမှုတွေပျက်စီးသွားတယ်ငါတို့ပုံကံမှုလုပ်ရမှာဆိုရင်ပုံကံမှုကိုလုပ်ပြီးတော့ပုံကံမှုကိုလည်းအောင်မြင်သွားတဲ့နောက်ပိုင်းကနေစပြီးတော့ဖိုင်ရှယ်တွေပေါ်ပေါက်လာတယ်အဲ့ပေါ်ပေါက်လာတဲ့ဖိုင်ရှယ်တွေကငါတို့ကလူမျိုးကြီး ီးဖြစ်တယ်ငါတို့စီကိုတပားမျိုးသားတွေရခင်ချင်မှုမလွမ်းမဝအောင်ဆိုတော့ဖះသခင်ပြည့်ညက်တွေကိုသူကထက်ပြီးတော့ပေါင်းထည့်လိုက်တယ်သူတို့အမျိုးသားရင်ချင်မှုဆိုင်ကြံ့နေဖះသခင်ပြည့်ညက်တွေမှာရေတံငါးပြည့်ညက်တွေကိုထက်ပြီးမပေါင်းထည့်နဲ့လို့ပြောတာပေါင်းထည့်ပြီဆိုလို့ရှိရင်ဖះသခင်ပြည့်ညက်ကိုပယ်ရကြတယ်နှုတ်လို့လည်းမရပေါင်းလို့လည်းမရအဲ့ဒါသူကပေါင်းထည့်လိုက်နံပါတ်1ကကျွန်တော်အရင်တော့ဗီဒီယိုမှာပြောထားတဲ့အတိုင်းပဲဘာပေါင်းထည့်ဆိုတော့တပားမျိုးသားတွေကတော့မစင်ကြတဲ့ကောင်တွေငါတို့ကစင်ကြတဲ့လူမျိုးကြီးဖြစ်တယ်ဖះသခင်နဲ့ဆိုင်နေအဲ့ဒါကျွန်တော်ကပို့ပြီးကြတဲ့ကောင်တွေကတော့မတန်ဆင်းတဲ့အကောင်တွေဖြစ်တဲ့ကြောင့်သူတို့စီးရနေပြန်လာပြီးလို့ဆိုလို့ရှိရင်ဈေးကနေပြန်လာပြီးလို့ရှိရင်ငါတို့ကလက်တွေဈေးရမယ်ဂဒင်းနေဈေးရမယ်လင်မန်းနေဈေးရမယ်အဲ့လိုမျိုးလုပ်တယ်နောက်တစ်ခုကဥပုံနေမှာလဲ တို့ကဖျားသိခင်ကခုနပြောပြီးတာမလောက်ရတဲ့အချက်၃ချက်ပဲရှိတယ်။လောက်ရတဲ့အချက်၂ချက်ရှိတယ်။အဲမလောက်ရတဲ့အချက်၃ချက်ကိုမှတို့ကထပ်ပြီးတော့ပေါင်းထည့်လိုက်တာ။၃၉ချက်တိတိပေါင်းထည့်လိုက်တယ်။ငါတို့ကဂျူးတွေကဂျူးလိုမျိုးဖြစ်တယ်ဆိုတော့ဂျူးတွေအမှတ်အသားလုံးဝရှိရမယ်။ဥပုံတွေကိုဘယ်လိုမျိုးစောင့်ထိုင်ရမလဲဆိုတဲ့အရာကြီးကိုပေါင်းထည့်လိုက်တာ။အဲ36ချက်။36ချက်တာ။โอเค။ အဲ့36ကြက်ဆိုတာဘာလဲဆိုတာပြပြမယ်ကျွန်တော်နံပါတ်1ကကျတော့တဲဆောင်တာ2ကမီးလောင်တာနံပါတ်3ကမီးငိမ့်လိုက်တာ4ကကျတော့ခီးမြောက်တာစာရေးတာဖြတ်တာချက်ပြုတ်တာနောက်တစ်ခုကရေချိုးတာအချုပ်တာကြိုက်ဖြတ်တာ ခြိနှောင်တာဖြီးတာပုံသွင်းတာထွန်ရက်တာစိုက်ပြိုးတာရိတ်သိမ်းတာခြွေလှေ့တာလှေ့တာရွေးချယ်တာဖဲထုတ်တာကြိတ်တာနေတာပေါင်းဆက်တာလှဲ့တာဆေးဆိုးတာတန်ချိုးချုပ်တာခြိငင်တာရက်လုတ်တာဖော်ထုတ်တာတိဆောက်တာဖြိုချတာထောင်ချောက်ဖမ်းတာရိတ်တာတက်ဖြတ်တာအရေးကုန်ခွာတာလိမ့်တာဆေးတာချောမောင်းအောင်လှုပ်တာအမှန်အတားပြုတ်လှုပ်တာဆိုတဲ့အချက်တွေဆိုတော့မလုပ်အောင်ဆရာဒါရီက ာပါရီရှယ်တွေသူတို့လူများနဲ့မတူထူးခြားတာဟုတ်တယ်အဲ36ချက်ကိုသူတို့ကလုတ်ခဲ့ကြတယ်အဲ့လိုမျိုး36ချက်ကိုစောင့်ထိန်းတဲ့အခါကျမှဥပုံနစ်ကိုတကယ်စောင့်ထိန်းရကြရဲဆိုသူတို့ကတတ်မှတ်လိုက်တယ်ဒါပေမဲ့အဲ့ဒါဖရဲသခင်တတ်မှတ်တာမဟုတ်ပါရီရှယ်တွေရပြည့်ညက်တွေဖြစ်နေတယ်သူတို့ရဲ့36ချက်ကိုဂျူရီကစောင့်ထိန်းခြင်းအပြင်သူတို့ဒီပြည့်ညက်ကိုထုတ်ပိုင်ခွင့်ရှိတဲ့ခေါင်းဆောင်လူကြီးဘုံအသေးရှိတဲ့သူတွေလို့သူတို့ကိုချီးမြှောက်ရကြတယ်သူတို့ကိုအသိမှတ်ပြုရကြတယ်ဒါပေမဲ့ခရစ်တော်ကသတ္တမအနေနဲ့ပတ်သက်ပြီးအနာရောဂါငြိမ်းခြင်းခုနှစ်ချိန်လောက်ခဲ့အဲ့ခုနှစ်ချိန်လောက်ခဲ့တဲ့အခါမှာအဲ့36ချက်မှာရှိအချို့သောအချက်တွေကိုခရစ်တော်ကကျူးလွန်မိတယ် ဖရာသခင်ရဲ့ပြည့်ညတ်ကိုကျူးလွန်တာမဟုတ်သူတို့ရဲ့ပြည့်ညတ်ကိုသွားကျူးလွန်မိတာအဲ့ဒီအခါမှာဟာငါတို့ရဲ့ဟာကိုလာကျူးလွန်တယ်ငါတို့ကိုအတိမတ်မပြုတ်ရကြရဲဆိုတော့ခရစ်တော်ပြက်တနာရှာဥပုပ်ပြက်တယ်လို့ပြောတာတကယ်တော့ဥပုပ်ပြက်တာခရစ်တော်မဟုတ်ဖာရီရှဲတွေကပြက်တာဘာကြောင့်လဲဆိုတော့သူတို့လှုပ်လိုက်တဲ့39ချက်ကြောင့်အရင်အယူမှာလူတွေကဝင်လေးစီတယ်ခရစ်တော်ကအဲ့လိုလာမှာဝင်လေးပြီးပြင်ပန်းတော့သူပါလို့ငါထန်တော့လာကြလို့ဆိုတော့လေးတဲ့သူတွေအချိန်အောင်ချွတ်ပြီးတော့ခရစ်တော်ဥပုပ်နေရဲ့အနှစ်သာရအပြည့်အဝရှိရမယ်အဖခင်ပြီးတော့အလုပ်ကိုလာပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်တယ်ဆရာအင်းကအရင်ကောင်းတော့နော်ဆိုတော့ဥပုပ်ဖြတ်တာမှာ ဥပုပ်တကယ်ဖြတ်တာမကောင်းအောင်လုပ်တာဖာရိရှဲလေးပြန်ဖြစ်နေတယ်နော်အဲ့36ချက်နဲ့နော်မေခွန်းနံပါတ်6ကိုဆက်သွားမယ်ဆရာနော်ဆိုတော့မတ်သဲအခန်းကြီး7နှစ်မှာနော်ယေရှုနဲ့တပည့်တော်တွေဟိုလေတော်တွေမှာနော်သူသွားတဲ့ခါမှာဂျုံစဘာခင်းမှာတပည့်တော်တွေကတွေ့တော်သူလည်းပိုက်စာနဲ့ဖုတ်စားတာပေါ့နော်အဲ့ဒါဖာရိရှဲရိမြင်တော့ဒီတပည့်တွေနေမပြောဘူးလားပေါ့နော်ဆိုတော့ဥပုံတွေကိုချိုးဖောက်တယ်လို့တပည့်တော်လည်းချိုးဖောက်တယ်သူရဲ့အရှင်သခင်သခင်ခွတ်တော်လည်းဘာမှမပြောဘူးချိုးဖောက်တယ်လို့ဆိုတော့စွတ်စွဲကြတယ်ဆိုတော့အဲ့ဒါသူဥပုံတွေကိုမစောင့်ထိန်ဘူးလားဆိုရင်